ေးပြသတဲ့အခါမှာဒီဘုံကြီးเจ้าမှာဘုံကြီးเจ้าသားလေးတွေကိုရင်လေးတွေဒီမောင်လေးညီမလေးတွေနဲ့အတူတူပေါ့နော်အတူရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုရတာပါအာပြီးတော့ဟိုထမင်းနဲ့တူတူစားကြတယ်ဆိုတော့ဒီဇာတ်ကားရဲ့မှာအတူကလည်းအဲ့လိုထမင်းလက်ဆောင်စားတာလေးကိုသူကကြိုက်တယ်ဆိုတော့ဒါဇာတ်ကားရဲ့ ဲ treatment တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့ဒီ one line one တာရဲ့ PT လည်းဖြစ်တယ်ပြီးတော့ရုပ်ရှင်ကြည့်ကြပြီးတော့အဲနှစ်သက်ကြတာကြီး monitor ကြတာတွေ့တော့လည်းအများကြီးပြောရပါတယ်ဆီယမာလီသမင်းအတူစားတဲ့ညားတိုင်းဆိုရင်လေမင်းရောအားရောဒီเจ้าမှာအလူလောက်တိုင်းတမျိုးလုံးကကောင်းပါလေနဲ့အတူစားအတူ ်ဒီနေ့မှာဒီအတူးဆက်ကားကြီးကပိုးနဲ့ကိုမြင့်မြတ်ရဲ့ပထမအဦးဆုံးဆောင်ခဲ့ရတဲ့ရုပ်ရှင်ကားကြီးပေါ့နော်အမ်ရှေ့မှာလည်းပိုးရဲ့ဆက်ကားကြီးက drama တွေများတယ်ဆိုရဲခါမှာအခုလိုမျိုးပြိတက်ကိုအပန်းပြည်စီရှင်တဲ့ဇကားလေးကိုရိုက်ကူးချင်တဲ့အခါမှာကိုမြင့်မြတ်နဲ့လည်းဆောင်ရမယ်အခုချစ်စရာမျိုးလေးမှာချစ်စရာကောင်းတဲ့ဇလန်လေးတစ်ခုကိုရိုက်ကူးရမယ်ဆိုတော့ဟိုဝန်တာအာရ ြစ်ခဲ့တယ်။ကိုမြင့်မြတ်နဲ့လည်းအလုပ်တူတူပထမဆုံးတူတူရိုက်ကူးဝင်ရရပေါ့နော်။ဆိုတော့ဟာတာခန်းလေးရိုက်တဲ့အခါမှာလည်းအကိုရဲ့ဟာတာလုပ်တဲ့အိုက်တင်တွေကိုသဘောကျခဲ့ရတယ်။အခုရုံပေါ်ရောက်တဲ့အခါမှာလည်းပိတ်သက်တွေအများကြီးသဘောကျမှာပါ။နောက်ပိုင်း drama ပပလေးမှာလည်း drama အလျောက်အကူရဲ့တရုပ်ဆောင်တာတွေကိုအဲတွေ့ခဲ့ရတယ်။ဆိုတော့လှုပ်လှုပ်ရတာဟိုအရင်ပဲကောင်းခဲ့ပါတယ်ဟုတ်။မင်းကငါ့ကိုဒီကိုတမင်ခေါ်လာပြီးကြံစီရပေါ့။အတူလို့များမတတ်မရအီး။ ပညာတတ်ဆရာဝန်မမှာရည်စားစကားသွားပြောရတယ်လို့အဲအတူရုပ်ရှင်ဇာတ်ကြီးရဲ့မှာအတူကဘုန်းကြီးเจ้าမှာဝေယဝိဆာတွေတည်ပြီးနေကြဘုန်းကြီးเจ้าသားတွေလည်းဖြစ်တယ်အဲပြီးတော့ရုပ်ရှင်သွားရိတ်တုံးကလည်းဘုန်းကြီးเจ้าမှာပဲဟိုအချိန်တော်ကြာ ဟိုအချိန်နေကုန်ပြီးရိုက်ခဲ့ရတယ်ပေါ့နော်အဲဆိုတော့ဒီနေ့မှလည်းရုပ်ရှင်လေးပြသတဲ့အခါမှာဒီဘုန်းကြီးเจ้าမှာဘုန်းကြီးเจ้าသားလေးကိုရင်လေးဒီမောင်လေးညီမလေးတွေနဲ့အတူတူပေါ့နော်အတူရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုရတာပါအာပြီးတော့ဟိုထမင်းလည်းတူတူစားကြရတယ်ဆိုတော့ဒီဇာတ်ကားရဲ့မှာအတူကလည်းအဲ့လိုထမင်းလက်ဆောင်စားတာလေးကိုသူကကြိုက်တယ်ဆိုတော့ဒါဇာတ်ကားရဲ့ အဲ treatment တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့ဒီ one day one day ပြီးတည်လည်းဖြစ်တယ်ပြီးတော့ရုပ်ရှင်ကြည့်ကြပြီးတော့အဲနှစ်သက်ကြတာကြီး monitor ကြတာတွေ့ရောလည်းအများကြီးပြောရပါတယ်ဆီယမာလီခမင်းအတူစားတဲ့ငါးတိုင်းဆိုရင်လေမင်းရောငါရောဒီเจ้าမှာအတူလောက်တိုင်းတမျိုးလုံးကကောင်းပါလိမ့်နေအတူစားနေတာအတူ င်ဇာကားကြီးနဲ့ပတ်သက်ရင်အမှတ်တရတွေထဲမှာအလူလေးတွေလည်းပါတယ်ပေါ့နော်အတူရုပ်ရှင် ကားရိုက်နေတုန်းမှာပိုးတို့ဘော်ဆိုင်မှာရောက်နေတုန်းရေဘေးနဲ့ဂျုံတော့လဲကလောမျိုးသွားပြီးအတူဖွဲ့တားရိုက်နေတူတူအလူလေးပြုတ်လုခဲ့ကြရတယ်အခုရုပ်ရှင်တင်တဲ့အခါမှာလည်းအခုလိုမျိုးအလူလေးကိုထပ်ပြီးပြုတ်လုတယ်ဆိုတော့အာမေတ္တာစေတနာရင်းနဲ့ပြည်နေတဲ့ဇာကားလေးအဖြစ် ပီတိဖြစ်ရပါတယ်ဟုတ်ကဲ့အတူကစတဲ့တွေကအလူတွေနဲ့ကိုဖြတ်သန်းရတာနော် ဟုတ်အကြောင်းတိုက်ဆိုင်သွားတဲ့အခါမှာအလူလေးတွေနဲ့လည်းကြုံရတာပေါ့နော်ဆိုတော့ဟိုပီတိဖြစ်ရပါတယ်ဟုတ်မြို့အတွက်ဆိုရင်တက်ကြွနေလားသူကဒုံမြို့ကိုရောက်လာတဲ့ဆရာဝန်မလေးနာမည်ကခင်လေး အဲအတူးဇက်ကားကသူကအဲ့လိုရတာပေါင်းစုံပေးတဲ့ဇက်ကားလေးပေါ့နော်ပြီးတော့ရုပ်ရှင်ကြည့်တဲ့အခါမှာစိတ်အပန်းပြေသွားရဲဆိုရဲခံစားချက်လေးကိုလည်းရတယ်ကြည်ပြီးသွားတဲ့အခါမှာအဲ့လိုမျိုးကြည်ကြည်နူးနူးလေးလည်းဖြစ်ရတယ်အရှုကင်းအလှအပတွေရောပျော်ရွှင်စရာလေးတွေကိုကိုမြင်ရတယ်ပေါ့အခုတူတူကြည့်ကြတော့လေအကုန်လုံးကရည်စရာဆိုရည်ကြတယ်သဘောကြကြတယ်ဆိုတော့ဒါဟို ပါဝင်ရတဲ့သူတယောက်အနေနဲ့အများကြီးဝမ်းသာရပါတယ်ကလေးတွေကတွေ့ပြီးတော့ဟိုကျမအတူထဲမှာတော့ဆရာမလေးပေါ့နော်အခုဆိုရင်ရုပ်ရှင်ကြည့်ပြီးပြီဆိုတော့ဆရာမလေးလို့အားလုံးကဟိုပြောကြရဲဆိုတော့အဲ့အားလေးကိုလည်းသဘောကျပါတယ်ပြီးတော့ဆရာမလေးကအပြင်မှာပူလာရဲဆိုတော့အိမ်ထဲမဝင်တော့ဘူးပေါ့အာစကားကတော့အဖတ်တရကတော့များတယ်ပေါ့နော်ဘာလို့ဆိုတော့အတူသွားရိုက်တဲ့အချိန်မှာတကယ်ရေးပြီးနဲ့ ရည်ကြီးတဲ့အချိန်လည်းဖြစ်တာပေါ့ဒါပေမဲ့အာကံကောင်းစွာနဲ့ပဲပိုးတို့သွားရိုက်တဲ့ဟဲဟိုးဘော်ဆိုင်မှာတော့ရည်ကအများကြီးမတက်ဘူးဒါပေမဲ့ဟိုဖုန်းလိုင်းတွေအကုန်ပြတ်သွားတာဖုန်းလိုင်းပြတ်သွားတော့ရည်ကြီးနေမှန်းကိုမတိလိုက်ဘူးပေါ့နော်အာမတိလိုက်ဖဲနဲ့ဟိုရိုက်ကူးရေးပြီးညာဘက်ပြန်လာတော့မှရည်ကြီးနေပါလားဆိုတော့တိလိုက်ရတာပေါ့တိပြီးတော့ပိုးတို့နောက်နေမှာပဲအလူသွားခဲ့ကြတယ်ပေါ့နော်အာပြီးတော့ ဟဲဟိုကနေဘော်ဆိုင်ကိုရုတ်ရှင်တော်တော်ရိုက်တယ်မနေ့9နာရီဆိုထွက်တယ်ညဆိုပြန်လာတယ်အဲ့တော့ရေကြီးပြီးနောက်ပိုင်းမှာဖုန်းလိုင်းက3-4ရက်လောက်ထင်တယ်ဘော်ဆိုင်ရောက်ရတယ်ဖုန်းလိုင်းလုံးဝမရတော့အင်တာနက်လည်းမရတော့ဆိုတော့အိမ်နေနဲ့လည်းအဆက်အသွယ်ပြတ်ပေါ့နော်အဲအဲ့တော့တွင်းမှာရီရဲအမှတ်တရပါလဲဆိုတော့ရုတ်ရှင်လာရိုက်တော့ရွာကလူတွေအကုန်လုံးကလာကြည့်ကြတာပေါ့လာကြည့်ရဲ့အချိန်မှာပိုးတော့လည်းကိုယ်အခန်းပါရင်တွားရိုက်လိုက်အခန်းမပါရင်လည်းထိုင်နေလိုက်ပုံးမရှိတော့လည်းပြင်းလိုက်အဲ့ဒီမှာဟို ိုဂဲလုံးလေးတွေနဲ့ဈေးတောက်တိုင်းကစားလိုက်အဲ့လိုမျိုးအာယုံများနေတဲ့အချိန်မှာကိုကီညီကထပြီးတော့ဖုန်းကိုကင်ပြီးတော့အားလုံးကြားထဲမှာသွားပါလိမ့်မယ်ဆိုတော့ hello ဆိုပြီးတော့တစ်ချက်ပြောလိုက်တာပြောလိုက်တော့ဖုန်းလိုက်မိပြီထင်တာဗောအဲ့ဒါနဲ့ကိုရန်နဲ့ထပ်ပြီးဖုန်းနေကြောတယ်ဖုန်းလိုက်မမိဘူးအဲ့တော့အပြင်ကိုထွက်သွားအဲ့မှာရုပ်ရှင်ရိုက်တာကိုလာကြည့်နေတယ်တရွာလုံးရှိမှလဲသူက hello အေးဟုတ်တယ်ငါတို့ဖုန်းလိုက်မမိတာကြာပြီဒီနေ့မှပြန်ရလို့ဆိုရရှိမှာ လာကြည့်နေတဲ့အကုံလုံးကဖုန်းနေယူပြီးတော့အကုံလုံးဖုန်းလိုင်းကိုလိုက်ရှာလိုက်ရှာဒါပေမဲ့ तू ကနှောက်တာတကယ်ကဖုန်းလိုင်းမမိဘူးဆိုတော့ဟိုအားလုံးကပြီးတော့မှကင်ကြီးကိုနှောက်တယ်ဆိုပြီးတော့ဝိုင်းပြီးတော့ပြောကြတာပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ဟိုပြောစရာဟိုဟာလေးတစ်ခုပေါ့ဟုတ်ဆရာမလေးဆရာမလေးဒီမျိုးကိုတာဝန်နဲ့ကြောင်းလာတဲ့ဆရာမလေးဟုတ်တယ်နော်ဆရာမလေးနဲ့ဂျုံနဲ့စုံမိတာပါမိတ်ဆွေတွေတောင်ဖြစ်နေပြီလေဟုတ်တယ်နော် ဒီနေ့မှာဒီအတူးဆက်ကားကြီးကပိုးနဲ့ကိုမြင့်မြတ်ရဲ့ပထမဆုံးဆောင်ခဲ့ရတဲ့ရုပ်ရှင်ကားကြီးပေါ့နော်အမ်ရှေးမှာလည်းပိုးရဲ့ဇက်ကားကြီးက drama တွေများတယ်ဆိုရဲခါမှာအခုလိုမျိုးပြိသက်ကို အပန်းပြည်စီရှင်တဲ့ဇက်ကားလေးကိုရိုက်ကူးချင်တဲ့အခါမှာကိုမြင့်မြတ်နဲ့လည်းဆောင်ရမယ်အခုချစ်စရာမျိုးလေးမှာချစ်စရာကောင်းတဲ့ဇာလန်လေးတစ်ခုကိုရိုက်ကူးရမယ်ဆိုတော့ဟိုဝန်တာအာရ ဖြစ်ခဲ့တယ်။ကိုမင်းမြတ်နဲ့လည်းအလုပ်တူတူပထမဆုံးတူတူရိုက်ကူးဝင်ရရပေါ့နော်။ဆိုတော့ဟာတာခန်းလေးတွေရိုက်တဲ့အခါမှာလည်းအကိုရဲ့ဟာတာလုပ်တဲ့အိုက်တင်တွေကိုသဘောကျခဲ့ရတယ်။အခုရုံပေါ်ရောက်တဲ့ခါမှလည်းပိတ်သက်တွေအများကြီးသဘောကျမှာပါ။နောက်ပိုင်းဒရမာပပလေးမှလည်းဒရမာအလျောက်အကူရဲ့တရုပ်ဆောင်တာတွေကိုအဲတွေ့ခဲ့ရတယ်။ဆိုတော့လှုပ်လှုပ်ရတာဟိုအရင်ပဲကောင်းခဲ့ပါတယ်။ဟုတ်။အမ် အတူရုပ်ရှင်ဇာတ်ကားကြီးကိုဒီခုပထမအဦးဆုံးအနေနဲ့ဒီဖုန်ကြီးကျောင်းမှာလာပြီးရောမောင်လေးညမလေးတွေနဲ့ကိုရင်လေးတွေနဲ့အတူတူအားလုံးကြည့်ရှုရတဲ့အတွက်ဒါထူးခြားတဲ့ပီတိလေးတစ်ခုဖြစ်ရပါတယ်။အဲရုပ်ရှင်ဇာတ်ကားကြီးကအော်တိုဘာလာကုန်မှာယုံတယ်ပါဖြစ်တဲ့အတွက်ယုံတယ်လို့ရှင်လည်းပြည်သက်များအားပေးကြပါအောင်ပြည်သက်တွေအပန်းဖြေမဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ပြောချင်ပါတယ်။